ော့ရခိုင်ပြည်ပြပကိုထွက်လို့တဲ့လူငယ်တွေကိုကြိုးចောင်းစီလျော်မှုမရှိရင်ရခိုင်ပြည်ပြပကိုထွက်ခွာခွင့်မပေးဘူးလို့အာရခတပ်တော်ကမနေ့ကမေလ22ရက်နေ့မှာသတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် UAA အနေနဲ့ပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်ရခိုင်မှာမပြည့်ပြတ်တဲ့တိုက်ပွဲတွေကိုအာရခတပ်တော်အနေနဲ့အကန့်အသတ်တွေနဲ့ဆောင်ရွက်နေရပြီးတော့ မျိုးရကကိုရိတ်ဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်မှာစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုကြိုးကြောင်းစီလော်မှုမရှိရင်တွာလာခွေမပြုတ်လို့ဆိုတဲ့အချက်အပါအဝင်အချက်၄ချက်နဲ့အာရခတက်တော်ကတက်တက်တားမြစ်လိုက်တာလည်းဖြစ်ပါတယ်။တိတားမြစ်ချက်ဟာ2025ခုနှစ်မေလ22ရက်နေ့ကပင်စတင်အကျုံးဝင်ပြီးတော့ရခိုင်မှာစစ်ရေးတည်ငြိမ်တဲ့အချိန်ကိုရောက်ရှိလာတဲ့အထိတားမြစ်လိုက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်လက်ရှိအာရခတက်တော်ကပြဋ္ဌာန်းလိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်ကို ်ရခိုင်ပြည်ကလူငယ်တချို့ဟာတိတ်ချစွာနားမလဲပဲတိုင်းပြည်တော်ဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ကြိုးပမ်းနေတာတွေလည်းရှိနေတယ်လို့ဆိုထားပါတယ်။ကျမရေးဆိုင်ရာအတွက်တွေကတော့အရခပြည်သူကျမရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်ဆိုးရိမ်ရတဲ့လူနာတွေကိုတော့ရခိုင်ပြည်ပြည်မထွက်ခွာကဆဲကုသဖို့ခွင့်ပြုတယ်လို့ဆိုထားပါတယ်။ NDEP ပြဋ္ဌာန်းချက်အရအမျိုးသားဆိုရင်အသက်၁၈နှစ်ကနေ၄၅နှစ်အထိမျိုးသမီးဆိုရင်အသက်၁၈နှစ်ကနေ 25နှစ်အတွင်းကိုရခိုင်ပြည်ပြင်ပကိုထွက်ခွာခွင့်မပြုတဲ့အပြင်ရခိုင်ပြည်အတွင်းကနေပြီးတော့နေရဆွတ်ခွာလိုသူတွေကိုကုံလန်းရေလန်းတွေကနေအခကျင်းငွေယူပြီးတော့တည်ယူပို့ဆောင်နေသူတွေကိုလည်းတားမြစ်လိုက်ပြီးတော့တည်သားမြစ်ချက်ကိုမလိုက်နာခဲ့ရင်ဒီစဲဥပဒေနဲ့အရေးယူတာကိုခံရမယ်လို့လည်းဆိုထားပါတယ်ဒါအပြင်စားတော့ကောင်ရောင်းဝယ်တဲ့ကုန်းတွေတွေနွားကုန်းတွေတွေအနေနဲ့လဲတွာလာတဲ့အချိန်မှာလူအပိုးတွေခေါ်ဆောင်သွားတာအခကျင်းငွေယူပြီးတော့ လူကယ်ရီပို့ဆောင်တာတွေကိုလည်းမလုပ်ရဘူးလို့ဆိုထားပါဗျ။စစ်ကောင်စီထိန်းချုပ်နေရာတွေမှာရခိုင်မျက်ပုံတင်ကင်ဆောင်ထားသူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖမ်းဆီးပြီးတော့ငွေညှစ်တာပြန်ပေးဆွဲတယ်လို့ဖမ်းဆီးထိန်းသိမ်းတာပုံမှန်အမျိုးမျိုးတက်ပြီးတော့မတရားသဖြင့်ထောင်ချတာလူသက်အလောင်းဖြောက်တာတွေလည်းရှိနေပြီးတော့အဲ့ဒီအတရေကိုရခိုင်ပြည်သူတွေမကြောက်နိုင်စေရအတွက်အခုလိုတားမြစ်ချက်ကိုတားမြစ်ရတာဖြစ်တယ်လို့လည်းဖော်ပြထားပါဗျ။အဲ့ဒါတွေအပြင်ရခိုင်ဒေသကမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီကထောင်ထားခဲ့တဲ့ဆွတ်လွတ်မိုင်းတွေကို မနှိမ့်စေရဲ့အတွက်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကိုရောက်ရှိခဲ့ရင်စစ်မှုထမ်းစုဆောင်းတာကိုမခံရစေရဲ့အတွက်တစ်ဖက်မှာလူမောင်ကိုဂိုင်းတွေကြားဖြတ်ဂိုင်းတွေလက်ထဲကိုမရောက်ရှိစေရဲ့အတွက်နဲ့ပခိုင်ရုံးမနယ်ဆက်တလျှောက်မှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေဆဲဖြစ်တာကြောင့်တိုက်ပွဲကြမှာကြားညက်မသွားစေရဲ့အတွက်အပြင်လူမိုင်းအန္တရာယ်တွေကနေပြီးတော့ကိလော့စေနိုင်ဖို့ဆိုတဲ့ရွေချက်တွေကိုပါထည့်သွင်းပြီးတော့အာရခတပ်တော်ကအခုလိုထုတ်ပြန်လိုက်ရတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။